ားလုံးပဲမင်္ဂလာပါဗျ။ဒူဒီ lucky count လေး channel မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရဲ့ဗျ။ တို့မင်းရညံ့နေရတော့လေးကိုထိတ်တုံညာခွန်ပိတ်ပေါ့နော်ဒါပေမဲ့ခွန်ထိတ်လာပြီးတော့ခွန်ကိုလည်းဖြစ်လက်သေးတယ်ပေါ့နော်ခွန်ကိုကနေမှခွန်ရှစ်ဆိုပြီးပြောင်းသွားတယ်ဗျဒီနေ့မှာတော့ကျွန်တော်သုံးထိတ်လေးရထားတယ်ပေါ့နော်ကိုမတို့ကဒီသုံးထိတ်လေးကိုကျွန်တော်ဘယ်လိုယူလဲဆိုတာကြည့်ပြီးတော့ကြာရင်တော့သုံးပေါ့နော် အရင်ဆုံးကျွန်တော်ဒီ၃ထိပ်လိုင်းလေးကိုထိပ်စီလိုက်မပြခင်မှာကျွန်တော်1ချိန်လိုင်းလေးကိုအရင်ပြပေးမှာပေါ့နော် 9ရက်1ရက်ဒီရက်ခွင်ရေပေါ့နော်ဒီ3လုံးပေါင်းချင်းဒီ3ဖြစ်လို့3ရက်2ခက်ဒီ9 3 9ဒီကျွန်တော်ဒီမှာအချင်းပြ3 9အချင်းမှာ3 1ထွက်တော့3ထီတယ်ဗျအဲဒါကြောင့်နောက်တပင်ပေါ့နော်နောက်တပင်ဒီ1ရက်6ရက်ပေါင်းချင်းဒီခွင်ခွင်နဲ့ဒီက3နဲ့ပေါင်းတော့3ည ဒီ၃လုံးပေါင်းခြင်း၃ညဖြစ်လို့၃ညရဲ့နှစ်ခက်တီခွန်း၃ညခွန်းတီလဲကျွန်တော်ဒီမှာအချိန်ပဲဗျဒီ၃ညခွန်းအချိန်မှာလဲ60ထွက်တော့ကျွန်တော်တို့၃ညထီတယ်ဗျအဲ့တော့ဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီ၃ညရဲ့၄ရဲ့ဒီရ၈၃ညလေး၈ပေါင်းချင်းဒီနှစ်ဖြစ်လို့နှစ်ရဲ့နှစ်ခက်ဒီလေးနှစ်လေးဒီကျွန်တော်ဒီမှာအချင်းပြ ဒီနှစ်လေးအချိန်မှာလည်း၄ဘူးထွက်တော့၄ထီတယ်ဗျဒါဆိုကြဒီမှာလဲနောက်တပင်ပေါ့နော်နောက်တပင်ဒီ၄ရဲ့ခွင်ရင်ပေါင်းခြင်းဒီ၁၁နဲ့ဒီက၅နဲ့ပေါင်းတော့၆ဒီ၃လုံးပေါင်းခြင်းဒီ၆ဖြစ်လို့၆ရဲ့နှက်ခတ်ဒီ၉၆၉ဒီကြောင့်ဒီမှာအချိန်မြဒီ၆၉အချိန်မှာလဲ၈၆ထွက်တော့၆ထီတယ်ဗျ။ ဒါဆိုရင်ကျွန်တော်ဒီနေ့မှာဝမ်းကျင်းပေါ့နော်ဒီဝမ်းကျင်းလေးကဆက်ပြီးရင်6ရက်ခွင့်ရပေါင်းကျင်းဒီ3 3နဲ့ဒီရ3ညနဲ့ပေါင်းတော့3ဒီ3လုံးပေါင်းကျင်းဒီ3ဖြစ်လို့3ရက်နှက်ခတ်ဒီ5 3 5ဒီကျွန်တော်ဒီမှာအချိန်မြတ်အလိုမဲ့ဒီဝန်ကျင်းလမ်းလေးနားလိုက်မလို့ထင်တယ်ပေါ့နော်ကျွန်တော်ဒီမှာဒီ3 5ဒီအချိန်မှာဗျာ နောက်ထပ်ကျွန်တော်ဒီ၃၅ chain လေးပေါ့နော်နောက်ထပ် chain လေးလည်းကျွန်တော်ပြပေးမယ်ဗျာ ခွင်းရဲ့တည့်ရဲ့ပေါင်းခြင်းဒီရှေ့ရှင်းနဲ့ဒီရဲ့၃နဲ့ပေါင်းတော့တည့်ဒီ၃လုံးပေါင်းခြင်းတည့်ဖြစ်လို့တည့်ရဲ့နှစ်ခတ်ဒီရှေ့တည့်ရှေ့ဒီလဲကျွန်တော်ဒီမှာအချိန်ပြတော့ဒီတည့်ရှေ့အချိန်မှာလဲ၃တည့်ဆိုတော့တည့်ထီတယ်ဒီမှာဆိုတော့1ချိန်ဒီ၃၅အချိန်တည့်ရှေ့အချိန်ပေါ့နော်ဒီမှာတော့ကျွန်တော်တို့ဒီရ၃ဒီရ၁နဲ့၃တည့်ဆိုပြီးတော့အပြီးပေါက်ပေးတယ်ဗျဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီ 6ရက်8ရက်ဒီနှလုံးပေါင်းခြင်းဒီလေးလေးနဲ့ကျွန်တော်ဒီက3နဲ့ပေါင်းတော့ခွန်း3ရက်6ရက်8ရက်ပေါ့နော်ဒီ3လုံးပေါင်းခြင်းဒီခွန်းဖြစ်လို့ခွန်းရဲ့နှက်ခတ်ဒီ3ညာခွန်း3ညာဒီကျွန်တော်ဒီမှာအချိန်ပြဒီခွန်း3ညာအချိန်မှာလဲ60ဆိုတော့3ညာထိတယ်ပေါ့နော်ဒီ1ချိန်2ချိန်ဒီပြက်ပြင်းလည်းမရှိသေးဘူးပေါ့နော်ဒါဆိုရင်ကျတော့ဒီမှာနောက်တစ်ပြင်ဒီ 4ရဲ့5ရဲ့ဒီနှလုံးပေါင်းခြင်းဒီ6 6နဲ့ကျွန်တော်ဒီက9နဲ့ပေါင်းတော့4 5 4 5ပေါင်းခြင်းဒီကျွန်တော်တို့4ဖြစ်လို့4ရဲ့2ခတ်ဒီနဲ့4နှစ်ဒီကျွန်တော်ဒီမှာအချိန်ပြဒီ4နှစ်အချိန်မှာလဲကျွန်တော်တို့4ဘူးဆိုတော့4ထီတယ်ပေါ့နော်ဒီမှာဆိုလဲ1ခြင်းဒီ2 4အချိန်4နှစ်အချိန်ဒါဆိုကျွန်တော်ဒီမှာ2 4အချိန်ဒီအားကောင်းတယ်ပေါ့နော်2 4အချိန်မှာကျွန်တော်တို့၄ပိုင်းပြပြီးတော့၄ဘူးဆိုပြီးတော့ထွက်တယ်ဗျ။ မိငယ်လေးတဲ့ပေါက်ချင်ပါတယ်တဲ့ဟုတ်ကဲ့ပါဗျာနော်ဘာဘာကြီးတဲ့ okay တဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာဒါဆိုရင်ကြောဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီခွင်းရဲ့၃ညရဲ့ဒီနှလုံးပေါင်းခြင်းဒီခွင်းခွင်းနဲ့ဒီရက်တက်နဲ့ပေါ့နော်ရှစ်ဒီ၃လုံးပေါင်းခြင်းဒီရှစ်ဖြစ်လို့ရှစ်ရဲ့နှစ်ခတ်ဒီတရှစ်တက်ဒီကျွန်တော်ဒီမှာအချင်းဗျာကျွန်တော်ဒီရှစ်တက်အချင်းမှာလဲရှစ်၆ဆိုတော့ရှစ်ထီတယ်ဒီမှာဆိုရင်1ချင်း2ချင်းဒီပေါ့နော် ျွန်တော်ဒီအပေါ်ပြင်တော့ဆိုရင်35အချိန်18ရက်အချိန်1ချိန်2ချိန်မတူတဲ့အချိန်မှာကျွန်တော်တို့31ဆိုပြီးတော့ပြီးပေါက်ပေးတယ်ဒီမှာတော့39အချိန်ခွန်39အချိန်မှာတော့39ပိုင်းပေးပြီးတော့60ဆိုပြီးတော့ထွက်တယ်ဒီမှာလည်းကျွန်တော်2 4အချိန်4နှစ်အချိန်မှာလည်းကျွန်တော်4ပိုင်းပေးပြီးတော့4ဘူးထွက်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါဆိုကျွန်တော်ဒီမှာ6 9အချိန်8 1အချိန်ဒီအချိန်2ချိန်ဒီမတူတဲ့အချိန်မှာကျွန်တော်တို့အပြီးပေါက်ပေးတာတွေ့ရတယ်ပေါ့နော် ဒီမှာဆိုကျွန်တော်တို့ DS 8 DS 6နဲ့86ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုရင်ကျွန်တော်ဒီနေ့မှာပေါ့နော်1ကျင်းဒီခွင်းရဲ့8ရဲ့ဒီနှလုံးပေါင်းခြင်းဒီ9 9နဲ့ကျွန်တော်ဒီက3ညနဲ့ပေါင်းတော့9 3ညရဲ့ခွင်းရဲ့8ရဲ့3လုံးပေါင်းခြင်းဒီ9ဖြစ်လို့9ရဲ့2ခက်ဒီ3 9 3ဒီကျွန်တော်ဒီမှာအချင်းပြအလုံးမဲ့ဒီ1ကျင်းလမ်းလေးကိုနားလိုက်မယ်လို့ထင်တယ်ပေါ့နော်ကျွန်တော်ဒီမှာ မတူရင်တော့ဒီ1ချိန်2ချိန်ဒီမတူတဲ့အချိန်မှာအပြည့်ပေါက်ပေးတယ်တူရင်တော့ကျွန်တော်တို့ဒီ3 5အချိန်ဒီကျွန်တော်လုံးမိုင်ပေးတယ်တွေ့ရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာဒီနေ့မှာ3ဘိုင်5ဘိုင်ဒီပိုပြီးအကောင်းတာတော့တွေ့ရတယ်ဗျအကိုမတို့နားလဲမယ်လို့လည်းထင်တယ်ကြိုက်နှစ်တက်မှလည်း3ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာ3ထိပ်လေးကိုကျွန်တော်ဘယ်လိုယူထားလဲဆိုတော့ပြကြရင်တော့ကျွန်တော်ဒီ3 5ကို3 5အချိန်ကိုကျွန်တော်ပရိတ်နဲ့ချုပ်မယ်ပေါ့နော် ဒီမှာကျွန်တော်3ထိပ်ဆိုပြီးတော့ရထားတယ်ဒီ3ထိပ်ကိုဘယ်လိုယူလဲဆိုတော့ကျွန်တော်ဒီမှာပေါ့နော်ကြော်ဒီမှာ1ရ6ရ8ရပေါ့နော်3လုံးပေါင်းခြင်းဒီ5ဒီ3လုံးပေါင်းခြင်း5 5ရဲ့ပါဝါကို3ညပေါ့နော်1 6 8ပေါင်းခြင်း5 5ပါဝါ3ညကို3ရ1ရဒီက6ရပေါ့နော် ဒီ၃လုံးပေါင်းခြင်းဒီ၃ညဆိုပြီးတော့ဖြစ်တယ်ဒီ၃လုံးပေါင်းခြင်းငါငါပါဝါ၃ညကိုဒီ၃လုံးပေါင်းခြင်း၃ညလို့ဖြစ်တယ်ပေါ့နော်ဒါဆိုကြောဒီမှာ၃၁ပေါင်းခြင်းလေးဖြစ်နေတာဖြစ်တဲ့အတွက်၃ညဖြစ်အောင်ဆိုရင်6ထိပ်ဆိုပြီးတော့ထည့်ရမှာဗျာဒါဆိုကြောဒီမှာလဲနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီလဲ6ရယ်4ရယ်5ရယ်ဒီ3လုံးပေါင်းခြင်း9 9ရယ်ပါဝါ3ညကိုလဲဒီ3လုံးပေါင်းခြင်းဒီ3ညဆိုပြီးတော့ဖြစ်တယ် ဒီ၃လုံးပေါင်းချင်း၃ညဆိုပြီးဖြစ်တယ်ပေါ့နော်ဒါဆိုကျော်ဒီမှာ6 3ညပေါင်းချင်း6ဖြစ်နေတာဖြစ်တဲ့အတွက်၃ညဖြစ်အောင်ဆိုရင်ကျော်ဒီမှာ၄ထိပ်ဆိုပြီးတော့ထည့်ရမယ်ဗျဒါကျော်ဒီမှာနောက်တစ်ပင်ပေါ့နော်၄ရဲ့9ရဲ့3ညရဲ့ဒီ၃လုံးပေါင်းချင်း1တဲ့ရဲ့ပါဝါ6ကိုကျွန်တော်ဒီ3လုံးပေါင်းခြင်းဒီ6ဆိုပြီးတော့ဖြစ်တယ်ဗျဒီမှာဒီ4လေးပေါင်းခြင်း10ဖြစ်နေတာဖြစ်တဲ့အတွက်6ဖြစ်အောင်ဆိုရင်ကျွန်တော်10ထိပ်ပေါ့နော် 9နာရီဘာထွက်လဲပြောပြပါလားတဲ့9နာရီခဏတော့ကျွန်တော်မကြည့်ရသေးဘူးပေါ့နော်အဲ့လိုမဲ့ဒါလေးလဲကျွန်တော်ရှင်းပြလေးလဲနားလဲမယ်လို့ထင်တယ်ဗျဒါဆိုကျွန်တော်ဒီမှာခွင်ရခွင်ရရှစ်ရပေါ့နော်ဒီ3လုံးပေါင်းခြင်းနှစ်နှစ်ရပါဝါခွင်ကိုကျွန်တော်တို့ဒီ3လုံးပေါင်းခြင်းဒီခွင်ဆိုပြီးတော့ဖြစ်တယ်ဗျသူပေးနေရလေးကတော့မှန်နေတယ်ပေါ့နော်ထိသိသိဒီကျွန်တော်ဒီမှာဒီဒါဆိုရင် ဒီသုံးလုံးပေါင်းခြင်းနှင့်နှစ်ရဲ့ပါဝါခွင့်ကိုဒီသုံးလုံးပေါင်းခြင်းခွင့်လို့ဖြစ်ရမယ်ဆိုရင်ဒီမှာဒီ6 6ပေါင်းခြင်းဒီ၄ဖြစ်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ခွင့်ဖြစ်အောင်ဆိုရင်၃ထိပ်ဆိုပြီးတော့ထည့်ရမယ်ဗျဟုတ်တယ်ဗျာနော်ကိုမျိုးရဲ့ကိုးခွဲမှာထွက်တာတဲ့ဟုတ်ပါတယ်ဗျာ9နိုင်မခွဲသေးဘူးထင်တယ်ဗျာနော်အခုကအားလုံးပဲဒါလေးလည်းနားလည်မယ်လို့ထင်တယ်ပေါ့နော်ကျွန်တော်တို့ဒီမှာ3 5အချင်းဒီနှစ်ချင်းလည်းတွေးထားတယ်ကျွန်တော်တို့3ထိပ်ဒီလည်းတွေးတယ်ပေါ့နော် ကိုမတို့ကျွန်တော်ရှင်းပြလေးရနားလည်မယ်ထင်တယ်ဗျကျွန်တော်ဒီမှာ168ပေါင်းချင်းက9ပါဝါ3ညကိုဒီ3လုံးပေါင်းချင်းဒီ3ညဆိုပြီးတော့ဖြစ်တယ်နောက်တစ်ပြန်ဒီ645ပေါင်းချင်းဒီ9ပါဝါ3ညကိုလည်းဒီ3လုံးပေါင်းချင်းဒီ3ညဆိုပြီးတော့ဖြစ်တယ်ဗျနောက်တစ်ပြန်ဒီ63ညပေါင်းချင်းဒီ1ပါဝါကိုဒီ3လုံးဒီကျွန်တော်တို့6ပေါ့နော်1ပါဝါ6ကိုဒီ3လုံးပေါင်းချင်း6ဆိုပြီးတော့ဖြစ်တယ် ဒါကြောင့်မို့ဒီနေ့မှာကျွန်တော်တို့ခွင်ရခွင်ရရှိရပေါ့နော်ဒီ၃လုံးပေါင်းခြင်းဒီနှစ်နှစ်ရပါဝါခွင်ကိုဒီ၃လုံးပေါင်းခြင်းဒီခွင်ဆိုပြီးဖြစ်မယ်ဆိုရင်16ပေါင်းခြင်းဒီ၄ဖြစ်နေတာဖြစ်တဲ့အတွက်ခွင်ဖြစ်အောင်ဆိုရင်ကျွန်တော်တို့၃ထိပ်ဆိုပြီးတော့ထည့်ရမယ်ဗျာမစားပြရဟုတ်ကဲ့ဒါမသိလို့ပါနော်ဟုတ်ကဲ့ပါဗျာနော်ဒါဆိုရင်ကျွန်တော်ဒီမှာ ဗရိတ်နဲ့ချုပ်မယ်ပေါ့နော်ကျွန်တော်ဒီ၃ငန်းအချင်းကိုပဲကျွန်တော်ဗရိတ်နဲ့ချုပ်မယ်ပြဗရိတ်ကလည်းအချင်းလည်းမှန်မယ်ဗရိတ်လည်းမှန်မယ်ဆိုရင်တော့ပောက်ကန်းန်းဖြစ်သွားမယ်ပေါ့နော်ပရိတ်ကတော့ကျွန်တော်ဒီ60ဆိုပြီးတော့6ပရိတ်ထွက်တဲ့အချိန်မှာမှန်ခဲ့တဲ့ပရိတ်လိုင်းပေါ့နော် 3ရက်8ရက်ပေါ့နော်ဒီနှလုံးပေါင်းချင်းဒီ1 1ရက်ပါဝါ6 1ရက်နှစ်ခက်ဒီ8 1 6 8ဒီကျွန်တော်ဒီမှာ break ပြ3ရက်8ရက်ပေါင်းချင်းဒီ1ဖြစ်လို့1ရက်ပါဝါ6 1ရက်နှစ်ခက်8 1 6 8ဒီ break ပေါ့နော်1 6 8 break မှာ60ဆိုတော့ကျွန်တော်တို့6 break ထွက်တယ်ဗျဒီမှာဆိုကျွန်တော်တို့ထိတ်ရခဲ့တယ်ပေါ့နော်6ထိတ်ကို1 6 8 break ဆိုရင်တော့ကျွန်တော်တို့ တဲ၃ွယ်ထိုးရမှာပေါ့နော်ဒါဆိုရင်ကျော်ဒီမှာနောက်တစ်ပင်ဒီလဲ6ရယ်ဒီက5ရယ်ပေါ့နော်ဒီနှလုံးပေါင်းခြင်းဒီ1ဒီနှလုံးပေါင်းခြင်း1ဖြစ်လို့1ရယ်ပါဝါဒီ6 1ရယ်နက်ခတ်ဒီ8 1 6 8ဒီလဲကျွန်တော်တို့ဒီမှာဗရိတ်ပဲဗျဒီ1 6 8ဗရိတ်မှာလဲ4ဘူးဆိုတော့ကျွန်တော်တို့8ဗရိတ်ထွက်ဒီမှာဆိုလဲကျွန်တော်တို့က4ထိပ်ရခဲ့တယ်ပေါ့နော်4ထိပ်ကို1 6 8ဗရိတ်ဆိုရင်လဲတဲ၃ွယ်ပဲထိုးရမှာဗျ

အဲ့ဒီသေကနေနဲ့တွေ့ရမယ်ဆိုရင်ဥပမာပေါ့နော်ဥပမာပြောရရင်ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်ဒီလိုပေါ့နော်အုပ်ပုံနှစ်ပုံရှိတယ်ဆိုပါစို့ကျွန်တော်တို့ဒီမှာဒီကျွန်တော်တို့ဒီမှာဒီဥပမာအနေနဲ့ပြောရရင်ကျွန်တော်တို့အုတ်ခဲပုံနှစ်ပုံရှိတယ်ပေါ့နော်အုတ်ခဲပုံနှစ်ပုံမှာကျွန်တော်တို့တစ်ပုံကကျွန်တော်တို့တရားပဲရှိတယ်ဆိုပါစို့နော်ဒီပုံမှာဒီကျွန်တော်တို့တရားရှိတယ် ီဘက်ကအပုံဒီကျွန်တော်တို့300ဆိုပါဆိုเนาะဒါဆိုရင်ကျွန်တော်တို့ဒီမှာဒီโอเคပုံ100ဘက်ဒီနှစ်ခုကိုကျွန်တော်တို့ပေါင်းရမှာပေါ့เนาะတကယ်လို့ပေါင်းမယ်ဆိုရင်ကိုမတို့ဘယ်ဟာကို100ကိုဒီဘက်ကိုပေါင်းမလားဒီ300ကိုကျွန်တော်ဒီဘက်ကိုပေါင်းမလားပေါ့เนาะအဲ့ဒါလေးလည်းအရေးကြီးတယ်ဗျာဘာလို့လဲဆိုတော့ကျွန်တော်တို့ဒူးဒီကဏန်းဒီထွက်တာဒီကျွန်တော်နှစ်နှလုံးမဲ့ထွက်မှာပေါ့เนาะအများဆုံးထွက်တာဒီနှလုံးမဲ့ထွက်မှာ ။ဒါကြောင့်မို့ကျွန်တော်တို့ကထွက်ကနန်းကိုပဲဦးစားပေးပြီးတော့ရှာရမယ်။တေကနန်းကိုဦးစားပေးရှာမယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာပေါ့နော်။အုတ်ခဲတရားပုံကိုကျွန်တော်တို့ဒီဘက်ကိုရွှေ့မယ်ဆိုရင်အချိန်လဲမြန်မယ်၊လူလဲတက်တာမယ်ပေါ့နော်။တရားအုတ်ခဲတရားကိုကျွန်တော်တို့ဒီဘက်ကအုတ်ခဲ300ဘက်ကိုရွှေ့မယ်ဆိုရင်လူလဲတက်တာမယ်။အချိန်လဲပို့ပြီးတော့မြန်မယ်ပေါ့နော်။တကယ်လို့ကျွန်တော်တို့ကဒီအုတ်ခဲ300ကိုဒီဘက်တရားလဲကိုရွှေ့မယ်ဆိုရင် အချိန်လဲပို့ပေးရမယ်လူလဲပို့ပြီးတော့ပင်ပန်းမယ်ဗျအခုလဲအဲ့ဒီသဘောတရားအတိုင်းပဲပေါ့နော်ကျွန်တော်တို့တူးကြီးထွက်ကနန်းသည်အများဆုံးထွက်ရင်နှလုံးမဲ့ထွက်တယ်ဒါကြောင့်မို့ကျွန်တော်တို့ကတူးကြီးထွက်မဲ့ကနန်းကိုပဲဦးစားပေးပြီးတော့ရှာရမယ်ပေါ့နော်ဒီကနန်းကိုလိုက်ရှာနေမှဆိုရင်ကျွန်တော်တို့ဒီဥပမာအတိုင်းပဲဖြစ်ပါလိမ့်မယ်ဗျဒါဆိုကြောဒီမှာပေါ့နော်နောက်တစ်ပင်ပရိတ်လိုင်းဒီ၄ရဲ့၃ညရဲ့ပေါ့နော် ဒီနှလုံးပေါင်းခြင်းဒီ၄ဖြစ်လို့၄ရဲ့ပါဝါဒီကို၄ရဲ့နှက်ခတ်ဒီနှစ်၄ကိုနှစ်ဒီကျွန်တော်ဒီမှာပြိပြဒီ၄ကိုနှစ်ပြိမှာကျွန်တော်တို့၈၆ဆိုတော့၄ပြိထွက်တယ်ပေါ့နော်ဒါဆိုရင်လည်းကျွန်တော်ဒီမှာဒီအစောနာကျွန်တော်ပြောခဲ့ရသည်၈ထိပ်ရခဲ့တယ်ပေါ့နော်၈ထိပ်ကိုကျွန်တော်၄ကိုနှစ်ပြိဆိုရင်တော့ကျွန်တော်၈နဲ့၄ကိုနှစ်ပြိဆို၃ခွက်ပဲတဲ၃ခွက်ထုတ်ရမှာပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီနေ့မှာ break ဒီ ရှေ့ရဲ့ရှေ့ရဲ့ပေါ့နော်ဒီနှလုံးပေါင်းခြင်းဒီ6ဖြစ်လို့6ရဲ့ power ဒီ6ရဲ့နှက်ခတ်ဒီကို6တက်ကိုဒီကျွန်တော်ဒီမှာ break ပြကျွန်တော်ဒီမှာ3ထိပ်တွေ့ထားတယ်တကယ်လို့ဒီ3ထိပ်ကလည်းမှန်မယ် break ကလည်းမှန်မယ်ဆိုရင်တော့ဒဲ3ခွဲပဲထိုးရမှာပေါ့နော်3ကိုကျွန်တော်6 break ဆိုရင်3ဘူးရဲ့7 break ဆိုရင်38ရဲ့9 break ဆိုရင်36ရဲ့ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဒီမှာ3 5အချိန်နဲ့တွေ့ထားတာဖြစ်တဲ့အတွက်ဒီ3 င်းကိုပဲကျွန်တော်တို့6 1ကိုပြေရောက်အောင်တွဲလိုက်မှာပေါ့နော်ခင်မားလည်း64 5တနေ့ပဲဖောက်တာပါတဲ့ဟုတ်ကဲ့ပါဗျာနော်ဒါကတော့ကျွန်တော်တို့ကိုယူစနဲ့ကိုပေါ့နော်ကိုမားတော့ကြိုက်မှလည်းသုံးပေါ့နော်မကြိုက်တော့လည်းမသုံးပါနဲ့ဗျာပဲဒီကျွန်တော်6 1ကိုပြေတွေ့လို့ပေါ့နော်ဒီမှာဒီလေပြေလေးဒီကျွန်တော်တို့ 3ရဲ့6ရဲ့4ရဲ့ပေါ့နော်ဒီ3လုံးပေါင်းခြင်း3ဖြစ်လို့3ရဲ့ power တီရှဲအဲ့ဒီရှဲတီကျွန်တော်ဒီမှာ break ၄ဘူးဆိုပြီးတော့ထွက်တယ်နောက်တစ်ပင်တီ6ရဲ့4ရဲ့ခွင်ရဲ့ဒီ3လုံးပေါင်းခြင်းတီ6ဖြစ်လို့6ရဲ့ power တီ4အဲ့ဒီ4တီ break ကျွန်တော်တို့6 6ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုကြောဒီမှာ9ရဲ့ခွင်ရဲ့ဒီရခွင်ရဲ့ပေါ့နော်ဒီ3လုံးပေါင်းခြင်းဒီ6ဖြစ်လို့6ရဲ့ပါဝါတီ4 4တီလဲကျွန်တော်တို့ break အနေနဲ့တွေးရတယ်ပေါ့နော်ဒီ break ကလည်းကျွန်တော်တို့ပေးနေတာဒီအပင်တို break ဒါပေမဲ့တလုံးနဲ့ break ပေးနေတာဖြစ်တယ်ပေါ့နော်ကိုမျိုးနဲ့ဒီမနဲ့369ထိတ်လာမယ်တဲ့ဟုတ်ကဲ့ပါဗျာနော်ကျွန်တော်ဒီမှာတော့3ထိတ်လေးကိုတော့တလုံးနဲ့တွေးထားတယ်ပေါ့နော် ကျွန်တော်ဒီကောင်းလေးကိုအပြည့်ယူမယ်ဆိုရင်တော့ခွန်ခွန်ရှစ်ပေါင်းချင်းဒီကျွန်တော်2ဖြစ်လို့2ခွန်4ဖြစ်ချင်းလို့သွားမယ်ဆိုရင်တော့ကျွန်တော်ဒီမှာဒီ6 6ပေါင်းချင်းဒီ4ဖြစ်နေလိုက်ဖြစ်တဲ့အတွက်ကျွန်တော်2ဖြစ်အောင်ဆိုရင်ကျွန်တော်တို့6ထိပ်စုဆိုပြီးထည့်ရမှာပေါ့နော်ကိုမျိုးလည်းကောင်းပါလေတဲ့3ထိပ်ပေါက်ကြပါသေးတယ်ဟုတ်ကဲ့ပါဗျာ ဒါဆိုကျွန်တော်ဒီမှာတော့ break ကို6694လေး break ဆိုပြီးတော့ယူလိုက်မှာပေါ့နော်။ဘာလို့လဲဆိုတော့ဒီ break လဲနေရလဲအပင်တို break လေးပေးနေတာဖြစ်တယ်ပေါ့နော်။364ပေါင်းချင်းဒီကျွန်တော်တို့3ဖြစ်လို့3ရဲ့ power ဒီ6အဲ့ဒီ6ဒီ break 6 break မှာ4ဘူးဆိုပြီးတော့ထွက်တယ်။နောက်တစ်ပင်ဒီ6လေးခွန်ပေါင်းချင်းဒီ6ဖြစ်လို့6ရဲ့ power ဒီ4အဲ့ဒီ4ဒီ break 4 break မှာ6 6ဆိုပြီးတော့ထွက်တယ်ဗျ။အဲ့တော့ဒီနေ့မှာ9ရဲ့ခွန်ရဲ့ဒီရခွန်ရဲ့ပေါ့နော်ဒီ3လုံးပေါင်းချင်း6ဖြစ်လို့ ကိုရဲ့ပါဝါတီလေးအဲ့ဒီလေးဒီလေး break ပေါ့နော်အမှန်တော့ဒီတုံးလုံးပေါင်းချင်း6ဖြစ်လို့6လေး6 break 6 1 6 break ဆိုတော့ကျွန်တော်တို့က6 1 6လေး break ဆိုပြီးတော့ကျွန်တော်ယူလိုက်မှာပေါ့နော်ကိုမားတို့နားလည်းမလို့လည်းထင်တယ်ကြိုက်နှစ်တက်ရင်တော့3ပေါ့နော်ကျွန်တော်တို့ဒီမှာ3ပိုင်း5ပိုင်းကို6 1 6 break လေးရအောင် တွဲပေးလိုက်ပါမယ်ဗျ3နဲ့ပတ်သက်တာတော့ပို့ပြီးတော့ဦးစားပေးရမှာပေါ့နော် Gracias. <laughs> ုတ်ကဲ့ပါဗျာကျွန်တော်တော့3-5အချိန်ကိုကျွန်တော်ဆွမ်းနာပြောတယ်6-6လေး break ရအောင်တွဲပေးထားတယ်ပေါ့နော်ကျွန်တော်တို့အချိန်ရလဲမှန်မယ် break ကလည်းမှန်မယ်ဆိုရင်တော့ပေါက်ကနန်းဖြစ်ပါမယ်ဗျာကျော်ဒီမှာ3နဲ့ပတ်သက်ရင်3ဘူးဆိုလဲ6 break 3-8ဆိုလဲ10 break 3-6ဆိုလဲ9 break 3-10ဆိုလဲ4 break ဗျာကျော်ဒီမှာ9နဲ့ပတ်သက်ရင်လဲ9-10ဆိုလဲ6 break 9-6ဆိုလဲ10 break 9ဆိုလဲ9 break 9-9ဆိုလဲ4 break ပါဗျာဒီနေ့မှာတော့ကျွန်တော်တို့3ထည့်လေးဒီတွေ့ထလာဖြစ်တဲ့အတွက် တုံးနဲ့ပတ်သက်တာလေးတော့ဦးစားပေးပြီးထိုးပေါ့နော်ကိုမတို့ကြိုက်နှစ်သက်မှလည်းတုံးပါဗျဟုတ်ကဲ့ပါဒီနေ့မှကျွန်တော်တွက်ပြတဲ့ခဏလေးတီပေါကဏန်းလေးဖြစ်ပါစေဗျကိုမတို့ကြိုက်တဲ့ခဏတီလည်း7နှစ်ရီ3မိနစ်ထွက်မဲ့ခဏန်းနဲ့ထပ်တူကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်လည်းကိုကြည့်ရှုအားပေးကြတဲ့သူတိုင်းစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့လည်းပြည့်စုံကြပါဗျ channel ကို subscribe မနေသေးတဲ့ကိုမရရလဲ subscribe နေပြီပို့တောင်းဆိုပါတယ်အားလုံးပဲကံကောင်းကြပါစေဘိုင်းဘိုင်း see you ပါအားလုံးပဲ